အာအားလုံးပဲမင်္ဂလာပါဗျာဒီ Trader Trend Channel ကနေပြီးတော့ပြန်လည်ជួសុလိုက်ပါတယ်အဒီတစ်ခေါက်မှာတော့ဒါ banana coin ရဲ့ဈေးွက်ချင်းတွေကိုသုံးသပ်ပြီးတော့မှဖြစ်ပါတယ်ဗျာကဲဟုတ်ကဲ့ပါအာအခုပေါ့နော်အာဒါလေးကတော့ဒါ banana banana ရဲ့ပေါ့ဒီလက်ရှိဈေးွက်လေးရဲ့ chart လေးကိုကျွန်တော်ဒါ screenshot အနေနဲ့ ဒါလောက်ထားခြင်းဖြစ်ပါရဲ့ဗျအခုဟိုပုံထဲမှာပြထားတယ်လို့ပဲဒါဘနနာကွန်ကိုကျွန်တော်ဒါ down trend line လေးအနီးလိုင်းလေးနဲ့ဆွဲထားရဲ့အဲဒီဒီ down trend line ရဲ့ဒီ resistance နေရာတွေကိုကျွန်တော် holding line နဲ့ဆွဲထားရဲ့ပေါ့နော်အဲ့တော့အခုပုံမှာပြထားတယ်လို့ပဲပေါ့ဒီဘနနာကွန်ဟာဆိုရင်သူ့အနေနဲ့သူဒါဈေးတန်းလေးတွေကရှင်းရှင်းလင်းလင်းပြပြတတ်တာလေးပုံနေတာကိုကျွန်တော်တို့တွေ့ရရဲ့ပေါ့နော်အဲတွေ့ရရဲ့အခုအဲ့လိုတွေ့ရတဲ့အနေအထားမှာသူ banana coin ရ down trend line ကိုသူ ဘာလို့ထားပြီးတော့ဆိုတော့ break off ပြထားပြီပေါ့နော် break off ပြထားပြီအဲဒီမှာပြပြီးတော့ break off ပြပြီးချိန်မှာသူ set တက်သွားတာကဒါဒီ down trend line ရဲ့ out zone resistance line ကိုသူထိပြီးတော့တခါပြန်ကျလာရေပေါ့နော်ပြန်ကျလာရေအဲ့ဒီပြန်ကျလာရေတော့မှอืมดูဒီမှာ support zone လေးဖြစ်ပြီးတော့ဗောနော်အခုပြန်ပြီးတော့တော့ attack တော့ပြနေပြီဗောအတက်ပြနေ ဟုတ်ပြီအဲ့ဒီအတက်ပြောင်းရဲ့နေရာမှာစိတ်ဝင်စားစရာကောင်းတာကသူကဒီနေရာလေးမှာလက်အခုရောက်ရှိရောက်နေတဲ့နေရာလေးမှာပေါ့နော်သူက insight ပါလေးဖြစ်နေရဲ့ဗျအဲ့တော့ insight ပါလေးဖြစ်နေတာကျွန်တော်အဲ့ဒီချက်ကိုပေါ့နော်ဒီပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်သားအောင်နောက်ထပ် second shot လေးတစ်ခုထပ်ပြပါမယ်နော်အဲ့တစ်ခုထပ်ပြပါမယ်အဲ့ဒီ insight ပါနေရာလေးမှာပေါ့နော် insight ပါနေရာလေးမှာအော်ဒီနေရာလေးပေါ့ဒီနေရာလေးမှာသူ insight ပါလေးဖြစ်နေတယ်မာလာပါ risk ကန်နေကြီးอ่ะမာသာဘာအနေနဲ့ဖြစ်ထားပြီးတော့ဒီနေ့မှာဒီ9ရက်ရှိပြီပေါ့နော် insight bar အနေနဲ့အလုပ်လုပ်နေတာအဲ့တော့ဒီ insight bar ကမထွက်မချင်းတော့ကျွန်တော်တို့ဟိုဒါစောင့်ကြည့်တင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဟိုတော့အခုနောက်တစ်ချက်ထပ်ပြီးတော့ပို့ပြီးတော့ကြည့်ကိုကောင်းတာ insight bar ရဲ့အောက်ခြေရထား major ဆုံးပြ major ဆုံးလို့ပြောရတာကသူကဒီမှာ ီကနေ့တက်ပြီးတော့ system ဖြစ်တာလဲစင်းနေပြီးတော့ဖောက်ထွက်သွားတယ်ဒီမှာကန်နေပိတ်ပြီးတော့ဖောက်ထွက်သွားတယ်အဲ့ဒီဖောက်ထွက်သွားပြီးတဲ့အခါမှာတခါတည်းပဲဒီမှာဒီချက်ချင်းဆိုလိုပြောပါတော့ဒီဒီပြန်ပြီးတော့ retest နေနေဒါ hammer ကြီးနဲ့နင်းထားရပါတော့အဲ့ဒါပြီးတော့သူပြန်ပြီးတော့ထွက်ထားတယ်အဲ့တော့ resistor ကနေပြီးတော့ sub အဲ support အနေနဲ့ပြန်ဖြစ်တာဖြစ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့ major zone လို့ခေါ်ရပေါ့အခုဒီ motherboard ရဲ့ outage က major zone နဲ့ချက်ချင်းနာနာတည်ထားရဲအဲအဲ့ဒီတော့ ဒီမာသာဖာကြီးကပေါ့နော်အာဘေးစီကိုထွက်မလဲဆိုတာကတစ်ချက်စောင့်ကြည့်ပြီးတော့ကျွန်တော်တို့ဝင်တဲ့နယ်လို့ပြောတာပေါ့နော်အဲ့တော့ဒီ market ရဲ့အခြေအနေကဒါ down trend line ကိုဖောက်တာဖြစ်တဲ့အတွက်မာသာဖာကြီးရဲ့အပေါ်ကိုဖောက်ထွက်ဖို့လေဖြစ်နိုင်ခြေတွေအများကြီးရှိရပေါ့နော်ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်နောက်တစ်ခုဖြစ်နိုင်ခြေက ဒီမာသာဘာယူမဖောက်ခင်ပေါ့ဒီ major ဆုံးကိုတစ်ချက်ပြန်ပြီးတော့ထိပြီးမှအပေါ်ကိုပြန်ထပ်တာလည်းဖြစ်နိုင်နေပေါ့အဲ့တော့ကျွန်တော်တို့ဒီ major ဆုံးကိုလာထိရင်တော့ပေါ့နော်တနည်းအားဖြင့်မာသာဘာရဲ့ဒီအောက်ခြေဖြစ်တဲ့ဒီ inside ဘာရဲ့အောက်ခြေဘောင်ကိုလာထိတယ်ဆိုရင်တော့ကျွန်တော်တို့တိတ်ချေချေရှာရှာစောင့်ကြည့်တင်တယ် rejection ကောင်းကောင်းရပြီဆိုတော့ကျွန်တော်တို့ဒီနေရာမှာအာဘိုင်း order ဝင်ကြမယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ major ဆုံးလေးဖြစ်နေတယ် ဒရောင်းထရန်လိုင်းလည်း break off ဖြစ်ထားတယ်ပြီးတော့မာသာဘရဲ့အောက်ဒီ inside ဘရဲ့အောက်ခြေလည်းဖြစ်နေတယ်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ဒီနေရာမှာ rejection ကောင်းကောင်းတနည်းအားဖြင့် bullet sign ကောင်းကောင်းတွေးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီအောက်ခြေလေးမှာဒီအောက်ခြေလေးမှာဒီ hammer လို့မျိုးပေါ့နော်ဒီအောက်ခြေလေးမှာ stall လောက်ထားပြီးတော့ကျွန်တော်တို့ဘိုင်းဝါတာဝင်မယ်ပေါ့ ်အဲပို့ပြီးတော့စိတ်ချချင်တော့ဒါဒီ insight ပါကိုဟိုဒါတိတိချာချာရှင်းရင်းအထွက်ပြပြီးမှ order ဝင်တော့ကောင်းနေပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်ခုနကဒီဘနာနာရဲ့ဒီချအပြည့်စုံကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်လေအောင်ပေါ့နော်အဲတစ်ချက်ပြန်ကြည့်မယ်တစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ခုအတိုင်းပဲဒီ banana က down trend line ကိုဖောက်ထားအခု down trend line ကိုဖောက်ပြီးခြင်းမဲ့သူ attack ပြရဲအခုပြန်ဆင်းထားရဲပေါ့ ပြန်ဆင်းထားတာဒီဒီနောက်ဆုံးဒီ lowest high ကိုတော့ lowest ကိုတော့သူမရောက်ဘောเนาะအနေဆုံး level ကိုတော့သူမရောက်တော့ဘူးအဲ့ဒီနားလေးမတိုင်ခင်မှာပဲသူ support နှစ်ချက်ပြပြီးတော့အခုပြန်တက်ထားရေပေါ့ဟွအဲ့တော့တကယ်သူရဲ့လားရအရာပြောရမယ်ဆိုရင်တော့ဒါသူဟာဒါ F train စနေပြီးတော့ပြောလို့ရရပေါ့ဘာလို့ဆိုတော့ down train ကိုလည်းဖောက်ထားရေအဲဒီဆုံးနေပေါ့နော်ဒီ ဒီစုံလေးကိုသူပြန်သွားတော့မယ်ပေါ့နော်ပြန်သွားဖို့အလားအလာတွေအများကြီးရှိသွားပြီဒီစုံလေးအနည်းဆက်ဆုံးတော့ဒီစုံတော့ဒီတော့သူသွားတဲ့မီပေါ့နော်ဘာလို့လဲဆိုတော့သူရပ်ပေါင်းများစွာကြာဖြစ်လာခဲ့တဲ့သူ down trend ကြီးကိုအဲဒီမှာဖောက်ထားတာဖြစ်တဲ့အတွက်ဒီစုံလေးဒီစုံလေးကတော့ဒီစုံကတော့သွားပြီပေါ့နော်အဲဒီစုံကတော့သူသွားဖို့လည်းများတယ်ဒီစုံကလည်းဒါသူအဲဒီမှာအလုပ်လုပ်ထားခဲ့တာကြာကြာနာနာပေါ့နော်ဒီစုံတော့ဒီတော့သူသွားဖို့သွားတဲ့နေပြီပေါ့ ဲ့တော့သွားခြင်းမသွားခြင်းကအခုဒီစုံအခုဒီစုံလေးပေါ့နော်ဒီစုံလေးဖောက်နိုင်မလို့ဒီစုံဖောက်နိုင်မှာကျွန်တော်တို့ဒီစုံအထိကြောက်ဖို့လိုရပါတော့အခု inside ဘာကအဲထွက်သွားလေဆိုရင်လေဒီစုံကိုပြန်ထိပြီးတော့အဲရှေ့တော့လိုပဲဒါဒီမှာတစ်ချက်ဒီမှာတစ်ချက် triple top ပုံစံမျိုးနဲ့ပြန်စင်းလာလေဖြစ်နိုင်တယ်ပေါ့အဲ့တော့ပြန်စင်းလာရဲဆိုရင်တော့ဒါကျွန်တော်တို့အတွက်အကောင်းဆုံး support ကတော့အခုဒီကျွန်တော်အပြထားတဲ့အောက်ဆုံးအပြလိုင်းရတာကျွန်တော်တို့အတွက်အကောင်းဆုံး support line ဖြစ်မယ်ပေါ့နော်ဒီစုံကတော့တော်တော်များများဒါ ဒီအဝယ်သမားတွေတော်တော်များများရှိနေလိမ့်မယ်လို့တော့ထင်နေရနော်။ဘာကြောင့်လို့ဆိုတာဗနနာရဲ့ trend line ရဲ့ down trend line ရဲ့အနည်းဆက်အဆုံးဟိုဒါအနည်းဆုံး low price လေးဖြစ်ခဲ့ရပါတော့ပြီးတော့ support ပါလေဒီချိန်မှာနှစ်ချိန်ထိလောက်ခဲ့ရ။အဲဒါဝယ်ဖို့အတွက်အတင်းဆုံးစီးတယ်ဖြစ်မယ်။ ခုလက်ရှိရတာအင်စိုက်ပါလေးပြနေတာဖြစ်တဲ့အတွက်အင်စိုက်ပါရဲ့အထက်ကိုပြပြီးတော့ပဲကျွန်တော်အပေါ်ထပ်ပဲဆိုရင်အပေါ်လိုက်မယ်အောက်ကိုဆင်းနေဆိုရင်တော့ဒါအခြေအနေကိုကြည့်ပြီးတော့အောက်ကိုလိုက်မယ်ပေါ့နော်အဲ့တော့ အဲကျွန်တော်အကြိုက်ဆုံးကတော့ဒီ insider ရဲ့ခုနကကျွန်တော်ပြောလိုက်တဲ့ insider ရဲ့အောက်ခြေလေးမှာပေါ့နော်အဲအောက်ခြေလေးကဒါ major ဆုံးလေးအဲ့ major ဆုံးလေးမှာ rejection ဘူးဆိုင်ပြောင်းနေဆိုတော့အဲ့နေရာမှာဝင်နေဆိုရင်တော့ဒါကျွန်တော်တို့ဒါအကောင်းဆုံးအခြေအနေကိုရနိုင်မယ်လို့ကျွန်တော်တို့ညွှန်လင်းနေပေါ့နော်ကျွန်တော်လည်းအဲ့နေရာလေးကိုပဲစောင့်ကြည့်နေတယ်ပြန်ထိပါစီလို့လည်းဆူတောင်းနေပေါ့နော်အဲ့နေရာမှာထိပြီးတော့ rejection တာဖြောင်းမယ်ဆိုရင်ကျွန်တော်ကတော့အဲ့နေရာမှာဝင်မယ်ပေါ့ဒီ အင်းအင်းဆိုင်ပါအထွက်ကိုအထွက်ကြမှာဝင်မယ်ဆိုရင်ကျွန်တော်တို့အတွက် target price ကဒီနေရာကအနည်းဆက်ဆုံးကအဲ့ဒီနေရာထိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ risk and reward ကတိတ်ပြီးတော့ uh once to do မရတော့ဘူးပေါ့နော်ဘာလို့ဆိုတော့ဒီ inside bar ကိုဖောက်မယ်ဆိုရင်တော့ဒီစုံကတော့သွားဖို့ကတော့ကျင်းနေတယ်ပေါ့ဒါမင်းဒီပုံကိုဖောက်မဖောက်ဆိုတာကတော့ကျွန်တော်မပြောနိုင်ဘူးပေါ့နော်အဲ့ဒီအတွက်ကျွန်တော် inside bar ကအထွက်ကြမှာဝင်မယ်ဆိုရင်ဒီစုံအထိပဲကျွန်တော် target price ရနိုင်ချေရှိရေပေါ့အဲ့တော့ inside bar ရဲ့ဒီ auction major စုံလေးကိုထိပြီးမှထပ်မယ်ဆိုတော့ကျွန်တော်တို့ဒါ risk center ဆိုတာ guide တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးစဉ်းစားထားရေပေါ့နော်အဲ့တော့ ကဲဟုတ်ကဲ့ပါဗျာဒါလေးကတော့ဒါ banana coin ရဲ့ဒါဈေးကွက် charge ကိုအာဈေးကွက် charge ကိုတုံးတက်ပြီးတော့အာတုံးတက်ထားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ